န္နာဘုံနဲ့စတွေ့တဲ့အချိန်မှာစာရီအပြန်လန်တင်ကပွဲဖြစ်ခဲ့ပေမဲ့ဘာပတ်သက်မှုမှမရှိခဲ့ဘူးလို့ညင်းဆိုလာခဲ့တဲ့ကောင်းပြေ့ ရသမြအားလုံးပဲမင်္ဂလာပါရှင်။ Global Media News Page ကနေပြီးတော့ပရိသတ်တီအားလုံးကိုပြန်လည်လို့ជួសပါရရှင်။ကောင်းပြည်ကလက်ရှိအချိန်မှာတန်တာပေါ်နဲ့ကျွေးနေတာ ဖြစ်ပေမဲ့အနုပညာလောကကိုစဝင်လာတဲ့အချိန်တုန်းကမိတ်ကက်ခင်ဆန်ဝင်းနဲ့အကြီးအကျယ်ကိုနာမည်ထွက်ခဲ့ပူတဲ့သူပါ။မာဟီဆန်ကအနုပညာလောကမှာအောင်မြင်တဲ့မိတ်ကက်ဆရာဖြစ်တယ်လို့အစင်လေးတွေဝမ်းဝမ်းလည်နေသူဆိုလဲမမပါဘူး။မာဟီဆိုရဲ့အချိန်ဝါရီကိုအသုံးချပြီးတော့မော်ဒယ်တချို့ကမင်းသားလုပ်ဖို့စူးစမ်းကြတာပါ။တကယ်လည်းပဲမာဟီ ီးဆိုးကြောင့်မင်းသားဖြစ်သွားကြတဲ့သူတွေအများကြီးရှိပါတယ်။မာယီဆန်းကြောင့်မင်းသားဖြစ်လာတဲ့သူတွေထဲမှာကောင်းပြည့်လဲပါတယ်ဆိုပြီးတော့အားလုံးအနှိရှိလာများပြောဆိုလာကြတာဖြစ်ပါတယ်။ကောင်းပြည့်နဲ့မာယီဆန်းတို့တွဲခဲ့ကြဘူးတယ်ဆိုပြီးတော့ယုံကြည်နေခဲ့ကြတာပါ။ကောင်းပြည့်မင်းသားမဖြစ်ခင်ကတစ်ချိန်လုံးအတူသွားလာနေခဲ့တယ်လို့တာမန်ထက်ကိုပိုတဲ့အရေးရောင်တွေလည်းရှိနေခဲ့ရပါ။မာယီဆန်းရဲ့ပံ့ပိုးမှုတွေနဲ့ကောင်းပြည့်အောင်မြင်သွားတဲ့အချိန်မှာမှ နှစ်ယောက်သားကလမ်းခွဲကြတာဖြစ်ပါတယ်။ကောင်းပြေရတနာပေါ်နဲ့တွင်နေရလို့တည်တဲ့အချိန်မှာ မိုင်းဆန်ကစာရီနဲ့အပြန်အလှန်ပွဲစုခဲ့ပါသေးတယ်။ဒီလိုအတိတ်တွေရှိခဲ့ပေမဲ့ကောင်းပြေက သူနဲ့မာရီစန်တို့ဘာပတ်သက်မှုမှမရှိပါဘူးဆိုပြီးတော့ဖြည့်ရှင်းလာခဲ့ပြန်တာပါ အတူတူတွဲပြီးတော့မတွေ့တာအကြောင်းဖြစ်တဲ့မာရီစန်ရဲ့ကောင်းပြီတော့ကပြီးခဲ့တဲ့ရက်ကမာရီစန်ရဲ့ fashion show မှာဆုံခဲ့ကြတာပါမာရီစန်ကိုယ်တိုင်ကောင်းပြင်းတဲ့တနာဘိုးရုံဆောင်တွေကိုမင်္ဂလာဝတ်ဆောင်နဲ့ပွဲလျှောက်ခိုင်းတာဖြစ်ပါတယ်။ဆယ်နှစ်ကျော်ဝေးကွာကမခေါ်မပြောဖြစ်နေကြတဲ့သူတွေပြန်ပြီးတော့မြင်တွေ့လိုက်ရတဲ့အတွက်ပြည်သူတွေကြားမှာလည်းပွဲဆူသွားခဲ့ပါတယ်။ ဒါအပြင်မာရီဆန်ကိုပေးဆက်ချက်နိုင်သူအဖြစ်တနာနေခဲ့ကြတာဖြစ်ပါတယ်။အကုန်လုံးကတစ်ချိန်လုံးကကောင်းပြင်းတဲ့မာရီဆန်တို့ရဲ့အချက်ဇက်လန်းကိုပြန်လည်အမှတ်ရသွားခဲ့တာဆိုရင်တော့ပို့ပြီးတော့အမှန်ပါတယ်။ဒါကြောင့်မို့ကောင်းပြင်းကသူတို့နှစ်ယောက်ကဘာပတ်သက်မှုမှမရှိပါဘူးဆိုပြီးတော့ရှင်းပြလာခဲ့တာပါ။ကောင်းပြင်းကမာရီဆန်နဲ့လွန်ခဲ့တဲ့အတိတ်ကာလတွေမှာချစ်သူဆက်ဆံရေးမရှိဘူးလို့ညင်းနေခဲ့ပြန်တာပါ။မာရီဆန်နဲ့တွေ့ခဲ့တာဆိုပြီးတော့ဆွဆွေးခဲ့တဲ့အချိန်တွေမှာသူအနေနဲ့အရန်ကိုစိတ်ကျဉ်းချက်ခဲ့ရတာပါ။ကောလာ ကာလသတင်းတွေကြောင့်အဲ့ဒီအချိန်တုန်းကဆိုရင်သူ့အနေနဲ့အရန်ကိုခန်းစားခဲ့ရတာပါမိုင်းစန်းနဲ့က1500အချက်လိုမျိုးမဟုတ်နဲ့ပဲနဲ့မိသားစုလိုသာနှွေးထွေးခဲ့တာဆိုပြီးတော့ခေါင်းပြက်ဖြည့်ရှင်းလာခဲ့ပါတယ်မိုင်းစန်းနဲ့ဆက်ဆံရေးကမပိုခဲ့ပဲမိသားစုလိုသာနေထိုင်ခဲ့ကြတာပါ ကောင်းပြည့်ရဲ့မိသားစုနဲ့လည်းရင်းနှီးကြတာဖြစ်တဲ့အတွက်အိမ်ဝင်အထွက်ပါရှိခဲ့တာပါအဲ့ဒီအချိန်တုန်းကဆွဆွဲကြတဲ့သူတွေကသူတို့ကိုမလိုလားတဲ့သူတွေဖြစ်တယ်လို့ရှင်းပြလာခဲ့တာဖြစ်ပါတယ်တန်နာဘိုကလည်းအစကတည်းက ရှုပ်ရှုပ်ရှက်ရှက်ဆက်ဆက်ရင်းမျိုးမရှိတာမို့မာဟိဆန်အပေါ်မှာဘာစိတ်မှမရှိဘူးလို့ဆိုပါရယ်။ပြီးခဲ့တဲ့ပွဲမှာသာသူတို့အနေနဲ့တည့်သွားခဲ့တာမဟုတ်ဘဲနဲ့လွန်ခဲ့တဲ့ဆယ်နှစ်ကနေအခုအချိန်ထိအပြောအဆိုတွေရှိနေကြတော့မယ်လို့ရှင်းလာခဲ့ကြတာပါ။ပရိသတ်တွေကတော့ခေါင်းပြစ်ရှင်းလာတဲ့အပေါ်မှာလက်မခံကြပါဘူး။ဘာပတ်သက်မှုမှမရှိဘူးလို့ပြောနေပေမဲ့ လွန်ခဲ့တဲ့10နှစ်ကျော်ကလိုင်းပေါ်မှာဘာလို့အပြန်အလှန်စတင်ပြီးတော့ရှမ်းဖြစ်ခဲ့တာလဲဆိုပြီးတော့ထောက်ပြနေကြတာပါအဲ့ဒီအချိန်တုန်းကဆိုရှယ်မီဒီယာမှာပွဲဖြစ်တယ်ဆိုတာရှားတဲ့အတွက်မိုင်းစက်နဲ့ကောင်းပြီတို့ပွဲကပထမဆုံးပွဲတော်မှာပြောလို့ရတယ်ဆိုပြီးတော့အတိအကျထောက်ပြတဲ့သူတွေကလည်းရှိလို့နေတာဖြစ်ပါတယ် မာကြီးစန်းနဲ့တွဲခဲ့တာမျိုးမရှိဘူးလို့ညင်းဆိုလာခဲ့တဲ့ကောင်းပြီအပေါ်အမြင်လေးကောမန့်လေးထဲမှာပရိသတ်ကြီးရေးခဲ့ပေးပါအောင်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်